ကျွန်တော်ယခုပြောပြပြီးမဲ့အကြောင်းအရာလေးကတော့ကျွန်တော်တို့စကရင် recording လုပ်တဲ့အခါမှာအညုံလေးတွေကိုညာလေးတွေနဲ့ထိုးပြတာဒေတောင်ကလေးတွေနဲ့ပြတာစတဲ့နီလန်းလေးတွေကိုဘလို့ server လေးတွေနဲ့အတုံးပြပြီးတော့မှလောက်ရလဲဆိုတာရယ်စက်ဒီမှာထားတဲ့အချက်ကလေးတွေစတဲ့အကြောင်းအရာလေးတွေကိုကြောပြပြီးမှဖြစ်ပါတယ် ယခုနီလန်းလေးတွေနဲ့ကြည့်လို့ချင်တယ်ဆိုလို့ရှိရင် Play Store မှာ H Recorder လို့ရက်ချပြီးတော့မှ Install ပြုလုပ်လိုက်ပါနော် Install လုပ်ပြီးပြီဆိုတော့က Software လေးကိုဖွင့်လိုက်ပါ ယခုမြင်ရတဲ့စီမှာကျွန်တော်က setting မှာ target နဲ့ setting လေးတွေအကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ် စတီဆိုတာလေးကိုနေလိုက်ပါကျွန်တော်ကယခုဒီ software နဲ့ပဲ recording လုပ်နေတာဆိုတဲ့ခါကျတော့အဲကျွန်တော်ကအချို့စတီတွေကိုတော့ကျွန်တော်အပြည့်အဝပြလို့မရဘူးပေါ့နော်ကျွန်တော် recording လုပ်ရင်လည်းကျွန်တော်ပြနေတာဆိုတဲ့ခါကျတော့အဲကျွန်တော်ပြလို့ရတဲ့အပိုင်းလေးတွေကို ကျွန်တော်ပြပေးပါမယ်အပေါ်မှာ audio setting ပေါ့နော် audio setting မှာကကျွန်တော် microphone ဆိုတာလေးကိုကျွန်တော်ထားလိုက်ပါတယ်ကျွန်တော်တစ်ချက်နေပြပါမယ်ဒါနေလို့ရတဲ့ဘိုင်းလေးတွေပေါ့နော်အဲဒီမှာကတော့ volume ပေါ့နော် volume မှာကတော့မြေမြထားခြင်းနဲ့အဲ volume ထားလို့ရပါတယ်နော် slider လေးကိုရွှေ့ကြည့်ပါနော်ဒါကျွန်တော်ကတော့ကျွန်တော်ချိန်ထားတဲ့ setting လေးတွေပါအဲကျွန်တော်တို့အဲဖုန်းနေရပေါ့နော် adapter ဦးနဲ့တူအဲ version မတူတာဖြစ်ချင်းကြောင့်ကျွန်တော်ဒီမြင်ရတဲ့မြင်ကုန်းလေးတွေကတော့အနည်းငယ်တုံးနဲ့တုံးနဲ့ခြားနာချက်ရှိပါလိမ့်မယ်နော် အဲကျွန်တော်ပြန်ထွက်လိုက်ပါပြီနောက်တစ်ကြောင်းကကြတော့ video study video study မှာကကြတော့ကျွန်တော်တို့ဒီမှာကကြတော့ကျွန်တော်ခြင်ထားတာတွေက1080ပြီပေါ့နော်ပြီးရင်ကျန်တာတွေကတော့ကျွန်တော် auto ထားလိုက်ပါတယ်အဲဒါလေးကတော့ကျွန်တော် recording ဒီ software နဲ့ပဲ recording လုပ်နေတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒါကိုကကျွန်တော်နှိပ်ပြတော့မရဘူးပေါ့နော်ဒီတော့နောက်တစ်ချက်အပေါ်ဆွဲတင်လိုက်ပါကျွန်တော်တို့ ordination ပေါ့နော် အဲကျွန်တော်တို့ဒီမှာ origination မှာမိမိရပါထားပါလေဘုနော်ကျွန်တော်ဒီမှာအောက်မှာ post trade လို့ကျွန်တော် ထားလိုက်တယ်ဗောနော်ဒီမှာ post trade လို့ကျွန်တော်ထားလိုက်ပါတယ်အဲမိမိကအဲ post trade ထားခြင်းမဲ့ကျွန်တော်ထားလို့ရတယ် landscape လည်းထားလို့ရတယ် auto ဗောနော်ဒါကျွန်တော်တို့ post trade ပဲကျွန်တော်ထားလိုက်ပါတယ်အဲနောက်တစ်ချက်ကတော့ကျွန်တော်တို့ recording မှု recording မှုမှာတော့ကျွန်တော်ကတော့ normal ပဲကျွန်တော်ထားလိုက်တယ်ဗောနော် message တော့ကတော့ message တော့အရင်ပြရထားပါနော်ဒါတော့ recording မှုကြောင့်လေးပါ ရင်အပေါ်လေးကိုနည်းနည်းဆွတင်လိုက်ပါ နောက်တစ်ချက်ကကျတော့ကျွန်တော်တို့ကောင့်တောင်းပေါ့နော်ကောင့်တောင်းပဲမှာကျွန်တော်တို့30စက္ကန့်ထားလိုက်ပါတယ်ကျွန်တော်တို့က30စက္ကန့်ပဲထားလိုက်ပါတယ်နော်ပြီးရင်အပေါ်လေးကိုဆွတင်လိုက်ပါကျွန်တော်တို့ကြံတဲ့ဒီက shift to store recording ဆိုတာလေးကတော့ကျွန်တော်ပုံမှန်တိုင်းပဲကျွန်တော်မပြင်ပါဘူးကျွန်တော် disable လေးပဲကျွန်တော်ထားလိုက်ပါတယ်အဲကြံတဲ့အချက်လက်တွေကတော့ high subscribe shop ဖော်တာတွေကတော့ကျွန်တော် မလိုတာဖြစ်ချင်းကြောင့်ဒီတိုင်းတိုင်းပဲကျွန်တော်ထားရပါတယ်ဒါလေးကတော့အဲကျွန်တော်ချိန်ထားတဲ့စတီလေးပေါ့နော်ကျွန်တော်အားလေးကိုပြောပြတာပါအဲနောက်တစ်ချက်ကကြတော့ high floating ball duration recording ပေါ့နော်အဲဒါကကျွန်တော်ကျွန်တော်ဖွင့်ထားပေးလိုက်ပါတယ်ဒါပါလေးလဲဆိုလို့ရှိရင်အဲ floating ဒီ floating ball လေးပေါ့နော် recording တွင်းနေတဲ့အချိန်မှာကျွန်တော်ဒါကို high ထားမယ်ပေါ့နော်ဘာလို့ဆိုတော့မဟုတ်လို့ရှိရင်ကျွန်တော်ဒီ spring ball မှာ floating ကကြတော့ကျွန်တော် အဘရတ်ခေါ်ထားတာဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာနှစ်ခွီးစခရင်မှာနှစ်ခွီးပေါ်နေမှာဆိုတော့ကျွန်တော်နည်းနည်းရှုပ်ပါဆိုလို့ပေါ့နော်ကျွန်တော်ဒါကိုတော့ကျွန်တော် hide ထားလိုက်တယ်အဲ့တော့တစ်ချက်ကတော့ကျွန်တော် brush ပေါ့နော်ဒီမှာကျွန်တော်က brush ကိုကျွန်တော်ဒီမှာ on ထားလိုက်ပါတယ်အဲဒီ brush လေးကဘာလဲဆိုတော့ကျွန်တော်ကျွန်တော်အခုဒီညီနေရတဲ့အနက်ရောင်လေးပေါ့နော်ဒီအနက်ရောင်လေးကိုကျွန်တော်တို့ဒီဟာလေးကိုကျွန်တော်တို့အဲအစင်းနဲ့ပေါ့နော် short cut နဲ့နေမြန်ဆန်းဆန်းခေါ်လို့ရအောင်လို့ကျွန်တော်ကဒီ brush လေးကိုကျွန်တော်ကပေါ်ထားတာပေါ့နော် အမဟုတ်လို့ရှိရင် not sent တော့နေရာမှာဆိုတော့ကျွန်တော်ကမြန်အောင်လို့မို့လို့ brush ကိုအဲကျွန်တော်ကတော့ဖွင့်ထားပေးလိုက်ပါတယ်။အဲဒါကတော့ကျွန်တော်တို့ setting line တွေပေါ့နော်။အဲ channel ကတော့ဒီ custom floating ball ဆိုတာလေးကတော့ကျွန်တော်တို့ဒါအစပေါ်မှာပါသွားပြီဖြစ်တော့ကြောင်းကျွန်တော်ဒီဟာလေးဆိုတော့ကျွန်တော်မပြတော့အောင်နော်။အဲကျွန်တော်ဒီကတော့တိတ်အတုံးမလို့ပါဘူးเนาะဒီ byte ချင်းညာဆိုတာကလည်းအဲကျွန်တော်တို့ကတော့ ကျွန်တော်တော့မကြိုက်ဘူးပေါ့နော်ကျွန်တော်ဒါတွေကတော့မတုံးပါဘူးကျွန်တော်ဘိုက်ချင်းညာတွေကတော့အဲဒါတွေကတော့ safe location တွေပါဒီကကျွန်တော်တို့ဒီ record လုပ်လိုက်တဲ့ video file ရဲ့ location ပေါ့နော် internet storage mobile h recorder internet internet storage ထဲက mobile ဆိုတဲ့ folder ထဲက s recorder ဆိုတဲ့0ထဲမှာရှိနေတယ်လို့ပြောတာပါဒါတွေ့ရဲ့ကျွန်တော်တို့ record လုပ်လိုက်တဲ့ video file ရဲ့ location ပေါ့နော်ပြီးရင်တော့တခါ trust ပေါ့နော်ဒါတွေကကျွန်တော်တို့ အဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်တို့ဖြတ်လိုက်တယ်ဆိုလို့ရှိရင်အဲဒါ24နာရီအတွင်းမှာပဲကျွန်တော်တို့ဖြတ်လိမ့်မယ်လို့သူကပြောတာပေါ့နော်ဒါကိုဝန်ထားရင်လည်းရပါတယ်မဝန်ထားရင်လည်းမမှဖြစ်ပါဘူးနော်ဒါလေးရတော့အဲနောက်တစ်ခုကကြတော့လက္ခဏာလေးကတော့ကျွန်တော်မတုံ့တော့ဘူးနော်မတုံ့မတုံ့မှုဆိုတော့ဒါကတော့ကျွန်တော် ချိန်ထားတဲ့စတိလေးတွေကို ကျွန်တော်ပြောပြပေးကြတာပါနော်ဒါလေးကတော့ထားကျွန်တော်ကြားကြရတော့မရှိတော့ပါဘူး disability တွေကိုကျွန်တော်တို့ပေါ့နော်ဘာကြောင့်တုံးကြတာလဲဆိုတဲ့အခါကျဘာတော့ disability ကကျွန်တော်တို့ watermark လည်းမပါဘူးပေါ့နော် watermark မပါဘူးဆိုတော့ဒါတုံးကြတာပေါ့နော် watermark မပါတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီဟာလေးကိုတုံးကြတာပါကျွန်တော်ပြန်ထွက်လိုက်ပြီနော်ကျွန်တော်ပြန်ထွက်လိုက်ပါပြီကျွန်တော်ဒီမှာဒါလေး brush ဆိုတော့ဒါလေးကိုပြောတာပေါ့နော်အဲကျွန်တော်တို့ဒီ brush menu လေးတက်လောင်းပေါ့နော်ဒါလေးကိုအလွယ်တကူကောက်လို့ရအောင်ကျွန်တော်တို့ဒီ brush menu လေးကိုအဲ့ဒါကျွန်တော်က ဆော့ကနေနဲ့ထားပြတာပါကျွန်တော်ဒီ brush menu ထဲမှာအကြောင်းအရာလေးကိုကျွန်တော်အနည်းငယ်ရှင်းပြပါမယ်အဲဒီမှာပေါ့နော်အဲဒီကျွန်တော်တို့က၄00ကျော်လေးနဲ့ပြချင်နေဆိုတော့ရှိရင်ကျွန်တော်တို့ဒီက၄တော့ွယ်လေးပေါ့နော်နေပေးလိုက်ပါပြီးရင်ဆော့ပိုင်းနဲ့ပြကြည့်နေဆိုလို့ရှိရင်ကျွန်တော်တို့ဆော့ပိုင်းလေးကိုအရင်ရေးပေးလိုက်ပါအဲကျွန်တော်ကခုကများနဲ့ပြမှာဆိုတော့ပေါ့နော်ကျွန်တော်ဒီမှာများလေးကိုပဲကျွန်တော်နေထရဆိုတော့များလေးမှာအကြောင်းလေးအကြောင်းလေးပြနေပါတယ်နော်အဲဒါကတော့အဲကျွန်တော်တို့ဒီ အဲအညောင်းလေးတွေပေါ့နော်အညောင်းလေးတွေကျွန်တော်ပြပေးတာပါအဲ့တော့ဒီရဲ့ brush color တွေနဲ့ brush brush size တွေအပြောင်းလဲနေလေးကိုကျွန်တော်ပြပြပေးပါမယ်ဒါဆိုတော့ခါကျတော့ဒီမှာနော် color ကျွန်တော်ကင်မရာရဲ့ဘေးနားလေးကနော်ဒီမှာ color ဆုံးရင်းဟာလေးကိုကျွန်တော်နှိပ်လိုက်ပါအဲကျွန်တော်တစ်ချက်နှိပ်လိုက်ပြီနော်အဲဒီမှာနှိပ်လိုက်ပြီဒါကတော့ size ကြီး size ပေါ့နော်ဒီ brush ရဲ့ size ပေါ့နော်ကိုကဘယ်လောက်ထားမှာလဲပေါ့နော်ဒါကျွန်တော်ဒီလောက်ထားတယ်ပေါ့နော်အားကြောင့်ကဒီလောက်ထားရလဲဆိုတော့ခါကျတော့ကျွန်တော်တို့က အဲဒီကလေးတောင်းကိုစုပ်ပိုင်းကိုမြောင်းပေါ့နော်သူဒီဟာလေးထွက်လာတဲ့အဲစတော့ပလေးတွေပေါ့နော် အကြည့်လို့ကောင်းမဆိုင်ဘူးလို့ကျွန်တော်ယူထားလိုက်တာပေါ့နော်အဲဒီထဲမှာမိမိကကာလာတွေကဒီထဲမှာကတော့မင်းတန်းတက်တဲ့အရာမပါဘူးဆိုလို့ရှိရင်ပေါ့နော်အဲကျွန်တော်တို့ဒီဘက်ကညာဘက်ကနော်ညာဘက်ကကာလာလေးတို့တစ်ချင်းနေလိုက်ပါအဲဒီမှာနော်အဲဒီမှာပေါ်လာပြီဒီထဲမှာမိမိကျန်တဲ့တက်ကာလာလေးကိုယူလိုက်ရပြီနော်ပြီးပြီဆိုလို့ရှိရင်အမှန်ကြီးလို့ချင်းနေလိုက်မှာပဲနော်ဒါကတော့ကျွန်တော်တို့ဒီ ကျွန်တော်ခုနပြောတဲ့ကမိမိရဲ့ site ပေါ့နော် site chain အရွယ်စားလိုက် chain တွေဟာလေးပါကျွန်တော်ကတော့ဒီတိုင်းလေးပဲထားလိုက်ပါတယ်အဲဒါဆိုလို့ရှိရင်မိမိကကျွန်တော်ပြန်ဖြောက်နိုင်မယ်နော်အဲ့ဒါရှင်မိမိကဒါထားပါတော့ကျွန်တော်၄000ကျွက်လေးလို့ပြမယ်နော်၄000ကျွက်လို့မဆိုင်၄000ကျွက်ပေါ့နော်ဒီမှာအဲမိမိဒီ၄000ကျွက်အရွယ်စားလေးကိုကြည့်ပေါ့နော်ဘေးပေါင်ဘေးပေါင် stock လေးကအဲတားကြီးကြီးနေလားပေါ့နော်မိမိကြိုက်တဲ့အရွယ်စားလေးဖြစ်အောင်လို့ကျွန်တော်ကတော့အကုန်ချိန်ထားတာပေါ့နော် ောက်တစ်ခုကျွန်တော်ဆော့ဝိုင်းလေးကိုပြမယ်เนาะဒါဆော့ဝိုင်းပေါ့เนาะဒါဆော့ဝိုင်းလေးဆော့ဝိုင်းနဲ့ပြမယ်ဆိုလို့ရှင်ဆော့ဝိုင်းကိုရေးပေါ့เนาะအောက်ကညားလေးနဲ့ပြမယ်ဆိုရင်ညားလေးကိုတစ်ချင်နေလိုက်ပေါ့เนาะဒါညားလေးပေါ့เนาะဒါအလုံးအစင်ပြင်းမဲ့ site လေးကိုကျွန်တော်ကရေးပြီးတော့ချိန်ထားတာပေါ့เนาะအဲဒါကအဲဒီဟိုလေးလေး color နဲ့ကျွန်တော်တို့ site ချိန်တဲ့နေ့လေးပေါ့เนาะအဲဒါဆိုလို့ရှင်ဒါဒီ h recorder မှာကျွန်တော်တို့ ဒါပေမဲ့အတုံးများမဲ့အချက်လေးပေါ့နော်ဒါလေးကျွန်တော်ပြောခဲ့တာအဲကျွန်တော်ကုန်တော့ဖြစ်တော့ပါရင်နော်အဲမက်ဆေ့ချ်တို့ဒီလောရတာလေးရှိလို့ရှင်လဲဆက်ဒီမှာတွားပြီးတော့မှပြင်ပြလို့ရပါရဲ့နော်ကျေးဇူးတင်ပါတယ်ဆင်ပြေကြပါခင်ဗျာ